မလေးရှားအစိုးရပါဝင်ဒီအာဆီယံနိုင်ငံတော်များများကျွန်တော်အိန္ဒိယနိုင်ငံတွေတရုတ်အိန္ဒိယပေါ့နော်ဒီနိုင်ငံတွေဟာမြန်မာနိုင်ငံသားတွေနောက်တော်လန်နေတဲ့အသက်နဲ့ရင်းပြီးတော်လန်တိုက်ပွဲဝင်နေကြတဲ့လူငယ်တွေပြည်သူတွေကစဉ်းစားတဲ့မြန်မာနိုင်ငံမှာဖြစ်တဲ့နိုင်ငံကြီးအဖြစ်ရှင်းမှုနိုင်ငံကြီးအဖြစ်ကဘာလဲဆိုတာကိုနားလည်ရက်နဲ့သိရက်နဲ့ဒါဥပ္ပခါပြူတာတွေအများကြီးရှိပါတယ် အခုဒီမလေးရှားကောင်းဆောင်လေးတွေ့မယ်ဆိုတာလေအဲ့ဥပိ္ပခါပြုတ်မှုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်။ဘာလဲဆိုတော့မင်းအောင်လိုင်းလေး ICC မှာ တင်ခံထားရတဲ့စစ်ကောင်းဆောင်ဖြစ်နေတယ်။နောက်အာဂျင်တီးယားဒီနာမှာဖန်ရန်ထုတ်ခံထားရတဲ့တနိုင်ငံလုံးကမုံတီးပြီးတော့အသက်နဲ့လဲပြီးတော့တိုက်နေကြရတဲ့တိုက်ခံနေရတဲ့ခေါင်းဆောင်ဖြစ်တယ်ဆိုတာတိတိယံနဲ့တွေ့မယ်ဆုံးမယ်အာလူသားချင်းစာနာမှုထောက်ကူပြုလုပ်ငန်းတွေအကြောင်းဆွေးနွေးမယ်ဆိုတာကလွဲနေပြီးတော့ကျွန်တော်မြင်တယ် ထနိုင်ငံဘန်ကောက်မြို့မှာစစ်ကောင်းဆောင်နဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံဝင်ကြီးချုပ်အန်နဝါအီဘရာဟင်တို့ဧပြီ18မှာတွေ့ဆုံမှုရှိနေပါတယ်။ဒီခီးစဉ်ကိုမလေးရှားအစိုးရဝင်ကြီးချုပ်ရုံးကနိုင်ငံစီစဉ်တာဖြစ်ပြီးထိုင်းဝင်ကြီးချုပ်အပါအဝင်အာဆီယံကောင်းဆောင်တွေတက်ရောက်နိုင်ခြေရှိတယ်လို့လည်းသိရပါတယ်။ဒီတွေ့ဆုံမှုဟာပြည်ရင်းစစ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီပေးတွေအတွက်ဖြစ်တယ်လို့မလေးရှားခြေဆိုင်သတင်းဌာနတွေကဖော်ပြနေသလို့ ာဆီယံနဲ့ပတ်သက်ပြီးစောင့်ကြည့်လေ့လာနေသူတွေကလည်းအပြစ်ခတ်ရက်စဲတန်တိုးဖို့လူသားချင်းစာနာထောက်ထားမှုအကြောင်းအရာတွေနဲ့မြမပရိပခအဆုံးသက်ရေးအားလုံးပါဝင်တဲ့စပွဲဝိုင်းဆွေးနွေးပွဲတွေဖြစ်လာဖို့တိုက်တွန်းမှုတွေလုပ်နိုင်တယ်လို့မှတ်ချက်တွေပေးနေကြပါတယ်။အာဆီယံအလဲကြောဥက္ကဋ္ဌအနေနဲ့နော်သူဒီအစည်းအဝေးမှာဒီတွေ့ဆုံပွဲမှာမင်းအောင်လှိုင်ကိုသူဘယ်လောက်အထိနော်အဲသူ့ဘက်ကနေပြီးတော့မှဘယ်လောက်အထိသူ အဲတည်တည်ချာချာဟိုမေးအွန်လိုင်းဘက်ကနေပြီးတော့တကယ်အဲအတိတ်ပဲရှိတဲ့တကယ်ဟိုဂရိကဝတ်ကိုဂရိကဝတ်ပြုမှုနဲ့သူ့ဘက်ကလောက်ရမဲ့ကိစ္စတွေနော်သူ့ဘက်ကလောက်ရမဲ့ကိစ္စဆိုတာကအဓိကကဒီအဲဘုံကျဲနေတဲ့ကိစ္စတွေလုံးဝရရမယ်ဒီနော်ဒါတွေကိုရက်တန်းရက်ဖို့အတွက်ကိုဂရိကဝတ်ကိုတောင်းနိုင်ရမယ်နောက်တစ်ခုကဒီလိုဂရိကဝတ်ကိုတစ်ကဘာလုံးကိုသူကတရားဝင်ဂရိပေးတဲ့ကိစ္စမျိုးလောက်ရမယ်ဟာမျိုးလို့လို့တယ်လीအ အစည်းအဝေးလုပ်ပြီးတော့မှသူတို့အချင်းချင်းပြောချင်တာပြောပြီးတော့မှဘယ်သူမှမသိဘာမှမသိအဲ့လိုမျိုးတွေတော့ဖြစ်လို့မရတော့ဘူးပေါ့နော်သူတို့အထူးသဖြင့် ASEAN အလဲကြောက်ဥက္ကဋ္ဌအနေနဲ့ကသူဥက္ကဋ္ဌလုပ်တဲ့အချိန်မှာတိထက်ပို့ပြီးတော့မှဆိုးဝါးလာတဲ့မြန်မာနိုင်ငံရဲ့အခြေအနေတွေကိုသူဖြည့်ရှင်းပေးဖို့အတွက် လုပ်မယ်ဆိုလို့ရှိရင်အဒီစေစေအစုနဲ့ဒီမေအောင်လာကိုတွားပြီးတော့မှစကားပြောနေုံနဲ့မရအောင်လीနော်တကယ်တမ်းသူကဒါကိုချိန်ခွင်ရှာဖို့သူကညီအောင်လို့နော်အဒီလိုချိန်ခွင်ရှာဖို့ညီအောင်ညှိပြီးတော့မှ အလောက်ရမယ့်ကိစ္စတွေရှိတယ်မနစ်ဆက်ရကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်တန်တင်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုတွေနဲ့အကူအညီတွေပေးနိုင်မှုတော်လိုင်းအင်အားစုတွေဘက်ကခုခံစစ်ကလွဲလို့အပြစ်ရကြောင်ထုတ်ပြန်ပြီးတဲ့နောက်စစ်ကောင်စီဘက်ကဧပြီ၂ရက်မှာပြည့်ရတယ်လို့ထုတ်ပြန်ခဲ့ပါတယ် ဒါပေမဲ့စစ်ကောင်စီဘက်ကတော့လေကြောင်းတိုက်ခိုက်မှုတွေကိုတိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေပါမချမ်းစက်တိုက်လှုပ်ဆောင်နေကြတာပါသူကတော့မရောက်နိုင်လာလို့ရှိရှိရှိရင်ဒီအဖြစ်ခက်ရစဲရီကာလတွေထပ်တိုးပြီးထပ်တိုးဖို့နောက်မှဒီဒါလော်တွေကိုဘောနော်အဖြစ်မြောက်ဖို့ရေကိုတောင်းဆိုသွားမယ်လို့ပြောတော့ဆိုတော့အခုလှုပ်ထားတဲ့မင်းအောင်လာရဲ့အဖြစ်ခက်ရစဲရီကအာ ို့ကြုံညာရုံကြုံညာပြီးမှလက်တွေ့မှာဒီမှာဒီကြောင်းတိုက်ခိုက်မှုတွေကတောက်လျှောက်လုပ်နေတာဒါဟုတ်ထပ်တိုးတော့ဘာအိဗေရှင်လဲပေါ့ဆိုတော့အဲ့ဒါကတော့တိပြီးတော့မှလက်တွေ့နေပေါ့နော်မြေပြင်နဲ့ကျွန်တော်တို့အာအခြေအနေနဲ့ပေါ့နော်ဒီတောင်းဆုံမှုတွေကကိုက်ပိတ်ပြီးမှကိုက်နေမှုရှိလို့ကျွန်တော်ထင်တယ်အာဆီယံပုံသဘောတူညီချက်ကိုလိုက်နာခြင်းမရှိတာကြောင့်စေကောင်းဆောင်ကိုအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်ထားခဲ့တာပါ။ဒါပေမဲ့လက်ရှိမှာတော့ အာဆီယံအနေနဲ့ငလင်ချောင်းပြပြီးစစ်ကောင်စီနဲ့ဆက်ဆံရေးပြန်လည်စတင်လာတဲ့ဆိုတော့တုံ့တက်မှုတွေလည်းရှိနေပါတယ်။ဧပြီလ10ရက်ကမလေးရှားနဲ့ထိုင်းနိုင်ငံကြားရေးဝန်ကြီးတွေနေပြည်တော်ကိုလာရောက်ခဲ့ပြီးငလင်ကူညီကိစ္စတွေတိုက်ရိုက်ပြောဆိုဆွေးနွေးခဲ့ကြပါသေးတယ်။မြန်မာဒီမိုကရေစီရေလှောက်ရှားနေသူတွေနဲ့နိုင်ငံရေးကဲခတ်တွေကတော့အာဆီယံပါဝင်အိန္ဒိယနိုင်ငံတွေအနေနဲ့စစ်ကောင်စီကိုအခုလိုခေါ်ယူတွေးဆမှုတွေလုပ်နေတာဟာနိုင်ငံတကာမြန်မာတိမတ်ပြုခံရရေးလမ်းဖွင့်ပေးနေတာလို့ မှတ်ချက်ပေးနေကြပါတယ်။သူတို့ဖက်ကတဲ့တရားဝင်မှုနိုင်ငံတရားဝင်မှုပေးတဲ့ဟာမျိုးမဟုတ်ဘူးလို့ပြောရင်တော့မှစကားစဖက်ကတရားဝင်မှုပုံစံအသုံးချပြောမှမြန်မာနိုင်ငံတို့ရာဇဝတ်မှုကိုပြမကျူးလွန်လာအောင်ဖြစ်စေတဲ့ရာဇဝတ်မှုကိုပြပြတတလှုံ့ဆောင်ရေးလာအောင်စကားစကိုအမ်ဟိတစိတ်တပိုင်းဆိုင်ရာမြင့်တင်ပေးတဲ့လှုပ်ရှက်တစ်ခုလို့တာပဲအဖြစ်တာပေါ့နော်အဲ့တော့ဒီစကားစနေနေတော့ ဒီနိုင်ငံနဲ့တကာဖောင်းဆောင်တွေအတွေ့အဆုံမှုကိုသူ့အနေနဲ့ Rotary ဝင်မှုတစ်ဖွဲ့ရှင်ပြောမှာပဲသူကအသုံးချတော့မှာဆိုတော့ကျွန်တော်တို့အနေနဲ့လည်းဒီဟာဆာကဆာကကိုတရားဝင်မှုတစ်ဖွဲ့ဖြစ်စေတာတလို့ပြောမှာနိုင်ငံအတွက်ကျိုးမရှိဘူးပြီးသူ့အတွက်ကျိုးမရှိဘူးဒီတော့ဒီဟာမျိုးလုံးရက်တွေကမလုံးတာပဲကောင်းပါလေ2025ဒီဇင်ဘာမှာရွေးကောက်ပွဲလုပ်မယ်လို့ကြွေးကြော်ထားတဲ့စစ်ကောင်းဆောင်ဟာသူ့ရဲ့နိုင်ငံရေးထွက်ပေါက်နဲ့နိုင်ငံတကာမှာတရားဝင်မှုရရှိဖို့အတွက်နောက်လျှောက်ကြိုးပမ်းနေတာပါ။ ီးခဲ့တဲ့ဧပြီ3ရက်ကလည်းထိုင်းနိုင်ငံဘန်ကောက်မှာကျင်းပခဲ့တဲ့ဘင်းစတပ်အစည်းအဝေးကိုစစ်ကောင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့ပြီးထိုင်းဝန်ကြီးချုပ်ကကြိုဆိုခဲ့ပါသေးတယ်။